မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆီယာမြရာပင်မောင်တယုံရေးသားသော ရှေ့ဘုရားနောက်ဘုရားတန်တရာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူတရဝေရာအကြောင်းအရာလေးမျိုးကို ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်မောင်ဘူးစီအမေရဲ့အတော်မောင်ဘူးစီအဖွားရဲ့နာမည်ကဒေါ်ထားမေတဲ့မောင်ဘူးစီတို့ကတော့ဖွားမေလို့ပဲခေါ်ကြလေသည် ်ဖွားမေမှာတမိကလေးတယောက်ရှိသည်အေဂျီမဖြစ်သည် မောင်ဘိုးစီကတော့အမေနဲ့ညီမဝမ်းခွဲတော်ပေမဲ့အမအေဂျီလိုပဲခေါ်လေရှိသည်ဖွားမေယောက်ျားအဖိုးထွန်းကွယ်လွန်ပြီးတဲ့နောက်မှာဖွားမေကသူ့သမီးကိုဈေးတောင်းကောင်းရွက်ရှာကြွေးရှာသည်ဖွားမေရဲ့ရောင်းကုန်ကခုခေတ်ကအမဲဥပြုတ်အမဲဥတုတ်တာဖြစ်သည်မနဲ့မိုးလေးနဲ့ဆိုပန်းတော့ရွာရွာလဲစမ်းကျိတ်ဆက်ကြီးရှိသွားပြီးအမဲဥပြုတ်အမဲဥတုတ်အယောင်းထွက်လေတော့သည် စံကြိတ်ဆက်မှာကစပားတဲ့စံထန့်လုတ်သမားတွေရှိသည်နုံဝလီစံကြိတ်လာလှဲ့တဲ့ကြီးရှိသည်ထိုလှဲ့တဲ့သည်တစ်ဖက်စုပေါင်းနှစ်ခုချုံကမ်းမြောင်ပေတော်စသည့်ရွာများမှာစံကြိတ်လာသောတောင်သူဦးကြီးများဖြစ်သည်ຫນွေခါလှဲ့တွေနဲ့စံကြိတ်လာကြသလိုမိုးခါလှေသမန်တို့ဖြင့်လာကြသည် ထိုစံချိတ်လာတောင်သူလယ်သမားများစံဆက်ကအလုသမားများအလုသမားများနဲ့တရွာလုံးကဖွားမေအမဲဥပြုတ်ကိုဝိုင်းအားပေးတတ်လေသည်ဖွားမေအမဲဥပြုတ်ကစိုင်နှဲမဝင်ငယ်ကကိုအနက်ကတင်ပြီးမှု့ပြတ်နေတတ်သည်ရှောက်ရကလေးပါပါလီငရုတ်ကျက်သောအစာဆုံးအမဲဥပြုတ်အမဲဥတုတ်ကလည်းစား၍အလွန်ကောင်းလာသည်ဖွားမေဆိုင်မှာ အမြုပ်အုပ်အပြင်ထမင်းပြူလည်းရောင်းတော့မဲဥတုတပကံနဲ့ထမင်းပြူတပကံဆိုမနှစ်ပိုင်းဓမ္မမဟုတ်ညနေပိုင်းထမင်းကြီးအပီးစားပြီးဖြစ်သလိုဖြစ်သွားသည်တချို့လည်းအိမ်ဝင်ပြီးအမဲဥပြုတ်နဲ့ထမင်းတဝိုင်းနဲ့စားကြသည်ဖွားမေဆိုင်မှာလူစီတာဖွားမေလက်ရကောင်းလွန်းလို့အပြင်ဖွားမေရဲ့ရှုတိရှုနာကိုရည်စရာစကားတွေနားထောင်ကြကြတာလည်းပါသည်စံစက်ကစပားတဲ့စံတန်းအလုတ်သမားတအုပ်လာပြီဆိုဒါကြလာကြဟောဒီမှာရောင်းနေတယ်နော်ထားမေအတုတ်မပြောမရှိနဲ့လှုပ်ထားတာကနွားတည်ရောင်းတာကထားမေ စားမှာကအဲ့ဒီမှာဖွားမေကစကားဖြတ်လိုက်တော့အားလုံးကမယိုးမယွားနဲ့ဟာအဲ့ဒီလူကြီးမလုံနဲ့ဖွားမေပြောပြောစားတာကဘာလို့တွေလဲမရဘူးဆက်ပြောဆိုပြီးအားလုံးကဝိုင်းပြောခိုင်းတော့မှဟဲ့ဟဲ့အဲ့ဒီလူတော့အကြက်မကန်ကြိုင်းနဲ့ပြောမယ်ပြောဆိုပြောပါမယ်ဆိုပြီးလောက်တာက နွားတွေရောက်တာကထားမေစားတာကနွားတွေအဲ့ဒီတော့မှအားလုံးကသဘောတွေ့သဘောကြကြသည် သူတို့ကိုနွားတွေနဲ့နှိုင်းတာစိတ်မဆိုးကြတဲ့အပြင်ဒီဘဝမှာကုသိုလ်ကံအကျိုးနယ်လို့အခုလိုနွားလိုယုံစပါးတဲ့ဆိုင်းရိတ်ထားရတဲ့ဘဝကို တင်စားပြောတယ်လို့အထင်ရှိကြတာကိုနောက်ပြီးဖွားမေကိုချစ်ကြတာလည်းပါတယ်ဖွားမေဆုံးပြီတဲ့ဖြစ်ရလေဖွားမေရဲ့သမီးလေးကိုသူစိတ်ချယုံကြည်ရတဲ့မောင်ခင်ဆိုသူနဲ့ပေးစားပြီးကလေးကသူပြောနေခဲ့သည်အခုတော့သူစိတ်ချလက်ချသမီးကိုမောင်ခင်လက်ထဲအပ်ပြီးဆုံးရရှာသည် အမမအေးကြီးကလည်း သူ့မေဇာဗနာကို9ရက်9လထားလာသမျှလဲကျွမွေးအပ်ခံပြီးမှကြာကြာနာနာတကြိုသည်မဘိုးစီတို့တော့ရက်မှာကအတုဘရုပ်လောင်းကိုမပုတ်မပွားမနှံမစောအောင်ရှင်းနှန်းစီပြားဆိုတာတွေနဲ့ပါဇက်ကလောင်းထည့်ပြီးအနတ်တမထွက်အောင်ကြောက်ပြုံသည်ကိုလဲအလောင်းစင်ပေးတင်နာသည် နောက်ပြီးမှအင်ပြင်ထုတ်ကတင်းမှအလှပြင်ထားတော့တာခုနှစ်ရက်ခုနှစ်လီဆိုပါတော့အဲ့ဒီခုနှစ်ရက်ခုနှစ်လီအတုဝမတကြိုမီမှာတော့တရွာလုံးကလာပြီးထင်းခွဲရေကတ်လာသမျှဘေးရွာနီးချုံဆက်ကဧည့်သည်များအားမလစ်မဟင်းရအောင်ချက်ပြုတ်ကျူးမွေးလေရှိသည်အိမ်နောက်မှာအုံတဲထိုးဖဲဝိုင်းလဲထောင်တက်ကြသည်သည်အတုဝအိမ်ဖဲဝိုင်းမှာကရွာဖျားပွဲလိုကြိတ်ကြိတ်တို့စီကားနေတတ်သည်တနေ့တော့အတုဝအိမ်အတွက်ရေစီတွေနဲ့ရေတွေဖြည့်ဖို့ရွာလေကန်ကနေရေတွေထမ်းတဲကြသည် ီရေထန်းအဖွဲ့မှာဇက်တဖက်ညာဘက်ဆောင်းပြီးလမ်းသွားရင်အဲ့ဒီညာဆောင်းဇက်ကြောင့်မျက်နာကလည်းညာဘက်ဆောင်းသွားလေရှိသည်ကိုကံကောင်းလဲပါသည်သူကရေသာထန်းနဲ့အမြဲတမ်းအလုံးရဲ့နောက်ကဖြစ်သည်နောက်ပြီးလန်တဝက်ဝေယုံတော်အဖက်မှာဝူဝဝနဲ့ဂမှုရှူတို့ရုပ်ပြဆင်းပြဖြစ်ပြီးရေဘုံတွေတပိုးတွေပစ်ချ၍အပြေးရောက်လာတတ်သည် ။ပါဇက်ကလည်းဘလုံးပထွေဝူဝဝဆိုတော့သူ့ကိုဘာမှမေးစမ်းလို့လည်းမရ။အဲဒီတော့ရွာထဲကလူကြီးတွေကတက်သမျှမှတ်သမျှရင်မှန်းတွေတိုက်ပါဇက်ကဒွတ်ဒွတ်ယူပြီးသူ့ကိုဝမ်းပြူစုကြနဲ့ရီတော့ရီရသည်။သူ့မှာကြောက်အလန့်အနဲ့ပြေးလာတာဆိုတော့သူ့ခါကနငယ်ပစိုးတောင်မပါလာတာပါပဲ။ကာလာသားတွေကတော့ရှေ့ရထုတ်၍သူ့ခါကိုပစိုးစင်ပေးပြီးတဝါဝါတဟဟပေါ်ကာလာသမီးပြူများကတော့ပါဇက်ကလေးတွေကြွယ်ပြီးတခွိခွိဖြစ်ကြတော့တာဒီတော့မှကန်ကောင်းကရှက်ရှက်နဲ့ဖွားမေဖွားမေ သူ့ခတ်လာတဲ့ရေပုံးထဲကရေတွေနဲ့သူ့ကိုလိုက်ပတ်တာလိုက်ပတ်တာဆိုပြီးမျက်လုံးကြီးပြူးပြူးကြက်ကြဲဘလုံးမထွေးနဲ့ပြောတော့တာလူတွေကတော့ကံကောင်းအယူပြောတဲ့စကားဆိုပြီးမယုံကြဘူးအဲတညမှာတော့တုတ်ကြီးတို့ဖဲသမား၃ယောက်ဖဲရှုံးမီအိမ်ပြန်ဖွားမေအလောင်းစင်ဘေးကအဖြတ်မှာအမလေးဖွားမေဖွားမေလုံးကြပါဦးဗျာဆိုပြီးအတန်အော်ကြီးနဲ့အိမ်ထဲပြေးဝင်လာကြတာဟဲ့ဘမလဲဖွားမေနေတော့မူးယူနဲ့ဘာတွေတွေ့လို့ဘာတွေမြင်နေကြတာလဲဆိုတော့ တုတ်ကြီးနဲ့တူအောင်ဝရောအောင်မြရောမျိုးလုံးပြူးမျက်စံပြူးအထိတ်ထိတ်တလန့်လန့်နဲ့လူအုပ်ကြားအတင်းပြေးဝင်လို့အသူဘအိမ်ကဧည့်သည်တွေကလေးလူကြီးတွေအားလုံးဝရုံးသုံးကားဖြစ်ကြရသည်အသူဘတိန်လုံးစူညံပွက်လို့ရိုက်သွားတာပဲဟုတ်တယ်ဖွားမေဖွားမေဒီမှာအောင်မြလက်ထဲကစစ်လေးကိုဝင်လူသွားတာကျုပ်တို့သုံးယောက်လုံးမြင်သားဗျဟေးမင်းတို့ဖဲရှုံအရက်လကားရရတယ်ဆိုပြီးဖင်ထောင်တော့ပြီးဘာမဟုတ်တာရှောက်ပြောနေရလဲသွားဟေးဘိုးစီတို့ဖိုးစီတို့ ဲ့သုံးယောက်အိမ်ရောက်ပြန်လိုက်ဖို့လိုက်ကြအဲ့ဒီချိန်မှာရွာလူကြီးဥတာဆန်ကထချိန်တော့တာဥတာဆန်ကိုတော့သူတို့ကြောက်ကြပါသည်အမလေးအမေရဲ့ဟဲ့ဟဲ့နောက်ဖေးကဘလို့ဖြစ်ပြန်တာလဲအဲ့ဒီချိန်မှာပဲအိမ်နောက်ဖေးမှာဒံဝိုးကြီးထပ်လိုက်ကြီးနဲ့ဇလုံးခွက်ရောက်တွေဘလို့ကဘလို့ပြုတ်ကြတယ်မသိပါဘူးအမအေးကြီးမတို့မိမတို့အုပ်လဲတဝုံးနဲ့အိမ်ရှိကိုပြေးထွက်လာကြတော့သည်ခုတော့အတူဝအိမ်ပေါ်ကလူတွေဆိုအိမ်ရှိလည်းမထွက်ရဲအိမ်နောက်လည်းမဝင်ရဲအိမ်လည်းမှာပူးကပ်စုနေရတဲ့အဖြစ် ုံုံရင်ကြောက်ရွံ့အထိတ်လန့်ဖြစ်နေကြသည်တချို့လဲစောင်းကြီးခေါင်းကြီးခြုံနှားကြသည်ဒါကိုဘာမှမသိတဲ့ကလေးတွေဟိုရွာကလှကုန်တို့မောင်အေးတို့ကြောင်းသားတစုကသူတို့အဖြစ်ကိုကြည့်ပြီးကြိတ်ရဲနေကြတော့သည်လှကုန်တို့ရည်တံကိုပဲတလွဲထင်ပြီးထအော်တဲ့သူကအော်တော့အတုဝအင်ကရည်တံတွေမိုးရံထီတိုင်သွားလေတော့သည်တခုတော့ထူးထူးဆန်းဆန်းဖြစ်နေသည်ဟုမောင်ဘိုးစီအထင်ရှိသည်ဒါလဲကိုရန်ကိုကြတွေ့မြင်နေရ၍ဖြစ်သည်ဖွားမေအတုဝချမီနေကအဖြစ်ကိုဖြစ်သည်အဲ့ဒီနေ့က မနက်အယုံဆုံးပြောရရင်ရက်လေဆုံးကတ်နောက်ပြီးလာသမျှဧပြိသက်ကိုလည်းထမင်းဟင်းရာတွေနဲ့ကျူးမွေးအခမ်းနေ့တနာရီတိတိတွင်အသုဘချတော်မှာဖြစ်သည်ကျွန်ုပ်မဘိုးစီတို့တော့ရက်မှာကဒီလိုပဲ9.9လီထားအဲ့ဒီ9ရက်ပြည့်တော်မှာရက်လေဆုံးကတ်ဧည့်သည်များကိုလည်းကျူးမွေးပြီးမှတကြိုးဖို့ချလိရှိသည်တနေ့တဲ့အပီးစီးလှုပ်တော်တလေဖြစ်သည်မဘိုးစီမြဝထွန်းတွင် တွေ့မြင်လိုက်ရတာကစွန့်ကပ်ပြီးရက်လေတရားဟောတော့အမလေးဆရာတော်ဖျားရှိတဲ့တဲ့မှာဖွားမေကကြုံကြုံကလေးထိုင် ယူယူကျိုးကျိုးလက်အုပ်ကလေးချီလို့တရားနာနေတာလှလို့ဗျာအပြာနုရောင်ဟိုမိုးပြာရောင်ခေါ်မလားအင်းလေဈေးမဲ့ထမိန်ကလေးနဲ့အပေါ်ကလည်းဇာပွင့်လိုအပွင့်ကလေးတွေစီထားတဲ့နိုင်လွန်ခေါ်မလားလက်ရှိအင်းကြီးကလေးနဲ့အဲ့ဒီပေါ်မှာဇာပွားလေးကိုတိုင်းချုံထားသေးတာပကတိကိုမြင်နေရသည်ကျွန်ုပ်မောင်ပိုးစီကသူ့နောက်ကျောလူအုပ်ကြားတဲ့ကောင်ကိုတွေ့နေရတာမျက်နှာကလေးအောင့်ငုံထားတာကဖွားမေမှဖွားမေအစ်စ်ဆိုတာကိုအတိုင်းသားတွေ့နေရသည်ဘလို့ရေစက်မှန်းမသိဘူးဖြစ်ရသည် ဆရာတော်ကိုယ်တိုင်ကြွားတရားပြတော့ထူးထူးခြားခြားရင်မလက်မကြီးတကောင်ကလည်းတဝီဝီတဝဲဝဲအဲ့ဒီဆရာတော်တွေရှေ့ပြန်ဝဲလို့ပေါ့ဟိုမှာရင်မကြီးရင်မကြီးဆိုပြီးကလေးတယောက်ကထောက်အောင်ပြောလိုက်ပေမဲ့ဆရာတော်ဥညေရကိုကြောက်ကြတော့ဘသူမှထမမောင်းရဲ့ဒီတိုင်းငိန်ခတ်နေကြရသည်ဒီထက်ပိုဆန်းနာကကျွန်ုပ်မောင်းဖို့စီအဲ့ဒီဖွားမေဝတ်ထားတဲ့ဝတ်စုံကိုဖွားမေတက်ရှိထင်ရှားရှိစဉ်တုန်းကတခါမှထုတ်ဝတ်တာမတွေ့ဘူးမမြင်ဘူးတော့နောက်နေ့အင်ရေစေးရှင်းလင်းတတ်စဉ်တုန်းမှာပဲအမအေးကြီးကိုထုတ်မေးရတော့သည် အမအေးကြီးဖွားမိမှာဇင်းမဲ့အပြာရောင်လွန်းလွန်းကလေးနဲ့နိုင်လုံပွင့်အဖြူရောင်အင်းကြီးရှိသလားဒီတော့ကျွန်ုပ်မောင်ဘိုးစီအတော်အမအေးကြီးကပြူးပြပြနဲ့ဟင်ဘိုးစီဒါကိုနေဘလို့လုပ်တည်တာလဲဘလို့လုပ်တည်တာလဲဆိုပြီးဖြစ်တော်သည်နောက်ပြီးမှဖွားမေရဲ့တန်တဲ့တာကလေးထဲမှာပလတ်စတစ်အကြီးအိတ်ကလေးနဲ့ဆွေတယိုတသေးတိတ်နာတဲ့အဲ့ဒီဇင်းမဲ့ထမိန်ကလေးနဲ့နိုင်လုံးအင်ကြီးကလေးကိုထုတ်ပြီးကျွန်ုပ်မောင်ဝူစီအားပြလေတော့သည် ဟဲ့ဒီမှာလေဒါအဘနဲ့အမေတို့မင်္ဂလာဦးတဲ့ကသူတို့နှစ်ယောက်စိတ်တိုင်းကြရန်ကုန်မြို့ကြီးတက်ဝဲခဲ့ကြတာအဘဆုံးပြီးကြတဲ့ကဒီဝတ်စုံကိုထုတ်ဝစ်တာမတွေ့ရတော့ပါဘူးဟဲ့ဒါဟိုနေကတိနေတာဆိုတော့အမအံ့ဩတာပေါ့အမအေးကြီးအံ့ဩဖြစ်နေသလိုကျွန်ုပ်မဝိုးစီကိုယ်တိုင်မှလည်းအံ့ဩရသည်မနေ့ကဘွားမေကိုတွေ့မြင်လိုက်တာဒီဝတ်စုံထဲမှာဒီဝတ်စုံအစ်စ်ဆိုတာဖြစ်သည် ဘလို့အကြောင်းကြောင့်ဒီလိုတွေ့မြင်လိုက်ရလဲဆိုတာမောင်မိုးစီမှာပြောပြမတတ်အောင်ဖြစ်ရသည်ဒီဝစ်စုံကလေးဝစ်စင်လက်အုပ်ကလေးချီမတုံမလုံးငြိမ်ပြီးတရားနာနေသည့်ဖွားမေပုံရိပ်ကလည်းကုဒီတိုင်းမျက်လုံးထဲမှာမထွက်နိုင်အောင်ပဲအော်ဒါနဲ့ပြောရအောင်မယ်အမအိမ်မက်မက်တဲ့စမ်းနဲ့ခေါ်ရမလားပဲမောင်လေးဘိုးစီရဲ့အဲ့ဒီချိန်မှာပဲအမအေးကြီးကဘာကိုတတိယသွားလေသည်မသိအလန့်တကြားခေါ်မလားတန်တော့ခေါ်ရမလားကျွန်ုပ်မောင်ဘိုးစီကိုစကားဆလာလေတော့သည်ပြောပါဦးအမအေးကြီးရဲ့ ဟိုလေးဟိုဟာအမကလည်းပြောမှသာပြောစမ်းမှာကို့တူကို့သားပဲတိုင်မင်းစရာရှိတိုင်မင်းပြောစရာရှိတာပြောပေါ့အေးအမလေအမညာကအမေကိုအိမ်မက်မက်တယ်လှလို့ရဲ့ဩဒီဝတ်စုံနေပဲဟဲ့အဲ့ဒါငါပြန်လာပြီတဲ့မနေ့ကဆရာတော်တရားနာတာရုလဲခေါ်တယ်တဲ့အမေလဲတမိတို့နဲ့အတူမခွဲမခွာနေကြတာနဲ့အတော်ဖြစ်သွားတာပေါ့အမေကိုပြန်နေဝင်ပြုပါတော့တဲ့ဟဲ့တနာလိုက်တာဟဲ့မကိုမျက်နှာငယ်လေးနဲ့ပြောနေတာ ဝမ်းနေလဲတားလိုက်တာမဟုတ်စီရဲ့ပြီးတော့နေဖို့အမေရဲ့ဒါအမေအိမ်မက်ဟာဆိုပြီးအမကជីជីတတာနဲ့ကိုလက်ခံလိုက်တာဒါပေမဲ့ကိုကိုကိုဘလို့အိမ်မက်မှန်မှန်လဲမသိဘူးမနေ့ကမှရက်လဲပြီးတာအိမ်မက်ကလည်းညကမှတဲတဲဆိုင်ဆိုင်လို့ပေါ့ဟဲ့ကောင်းတာပေါ့ဗျာဘွားမေကျွတ်သွားပြီနဲ့တူပါတယ်ကျွန်ုပ်မမိုးစီကတော့အသေးချာကိုကောက်ချက်ချလိုက်မိပါတော့သည်အမအေးကြီးမမသာသမီရရင်ဒါပြစ်မလွဲဘူးဘွားမေဆိုတာကိုပဲဖြစ်သည်သမီးကလေးတဲ့တော့ အမအေးကြီးအိမ်မက်မျက်မှတ်ပြီးမကြမီတာသမီရတယ်လို့ကျွန်ုပ်မောင်ဘိုးစီကြားသိရတော့သည်ခုတော့မွေးလီပြီတမီးကလေးတဲ့အမအေးကြီးတမီးကလေးကဖွားမေလိုပဲဖြူဖြူချောချောကလေးသာဖြစ်သည်တမီးကလေးနာမည်ကမေအေးတဲ့မေအေးကလေးကထူးခြားနေပြန်သည်ဟိုဘာမှမသိတတ်ခင်ကလေးကအမအေးကြီးကသူ့ကိုတမီးလို့ခေါ်ရင်မကြိုက်ကောက်ခါငင်ကတက်မတက်ချက်မတက်ကော့ပြီးငိုတော့သည်ပထမတော့ကလေးများဖိုက်နာလို့လားလေထိုးလို့လားဆိုပြီးဆေးတွေလိမ့်ဆေးတွေတိုက်သေးသည်ဒါပေမဲ့အငိုမရအငိုတိတ်မသွားတော့ဒီတော့အမအေးကြီးက ကဲကဲတိတ်တိတ်အမေအမေသမီးလေးမေအေးကဟောဒီအေးကြီးမရဲ့အမေဆိုမှအငူတိတ်တော်သည့်အဖြစ်နောက်စကားမပီကလာပီကလာပြောတတ်တဲ့အွယ်ရောက်တော့လဲအမအေးကြီးကိုအမေလို့မခေါ်မပြောရေးကြီးညာရေးကြီးညာဆိုပြီးတာခေါ်ပြောလေရှိသည်ထို့တဲ့ထူးဆန်းဒီမှာတော်ကလေးအွယ်ရောက်စကားတွေလဲပြောတတ်လာတော့ ူနဲ့အတူတွဲအတူဆော့ကစားလေးရှိတဲ့လုံးလုံးတို့ခောက်သေးတို့ဝက်ပုံမတို့ကိုကန်ကောင်းကိုတူထန်းလာတဲ့ရေပုံးတွေကရေတွေနဲ့လိုက်ပတ်တာပျော်လိုက်တာဟဲ့ကန်ကောင်းအဖြစ်ကိုကြည့်ပြီးငါမှာဦးနှိတ်ကိုရီရတာ။အိုးငတုတ်တို့လူစုထွက်လာမှာစစ်လေလူတောက်ရတာရောဘလို့ကောင်းမှမသိဘူး။ငါကလည်းစစ်လေတောက်ချင်နေတာ။အောင်မြကသူ့လက်ထက်ကမီတီးယားရဲ့နဲ့စစ်လေကိုပါဇက်မှာအတိတ်ငါဖြတ်ခနဲဆွဲယူခွာလိုက်တာ။အဲ့ဒါငါ့ကိုမြင်တော့ ဘလို့ဖြစ်မှန်းမသိဘူးအော်ထွက်ပြေးသွားကြတာတန်းနေတာပဲငါကဟဲ့ငါဖွားမိပါဟဲ့လို့အော်ပြောတာလည်းမရဘူးငါများကြောက်เสียမှတ်လို့ဟဲ့ဒါပေမဲ့သူတို့အဖြစ်ကိုကြည့်ပြီးငါရီးခြင်းနဲ့အိုးတွေခွက်တွေကတော့ငါမတော်တဆဝင်းတိုးမိသွားတာပါအမလေးဟိုမဘူးခင်ကြီးဆိုကြောက်ပြီးအခန်းထဲကနေတချိုးတွေထွက်ပြေးလိုက်တာရှူးရှူးတွေကိုထွက်လို့သူထွက်ပြေးတဲ့တလန်လုံးတအိမ်ပေါ်လုံးကိုရွှဲထားတာပဲ အာဟာဟာဂန္ဓာမငါဘာဟဲ့ဖွားမေဆိုတာလည်းမင်းရဘူးကြောက်စရာလန့်စရာမြည်ကြံဖန်ကြောက်လန့်ကြတယ်ညီစိုးလည်းမှတ်ထားဘာကိုမှမကြောက်ကြနဲ့ပျော့ပျော့သားနေခဏလေးပဲဟာတွေ့တဲ့မင်းတဲ့သူတိုင်းကိုလိုက်စလိုက်နောက်ပြောင်တာပျော့စရာဘလောက်ကောင်းလဲဆိုတာတကယ်ခဏလေးနေရတာတို့လူလောကမှာတော့ရှိသေးတယ်ပျော့ပျော့နေသေးခဲ့တဲ့ဟုတ်ဘူးလားအဲ့ဒီလိုမဟုတ်ကဟုတ်ကတွေပြောတော့များအမအေးကြီးမကြလိုက်နဲ့ကြားလိုက်မိတာနဲ့နီးရတုပ်ဆွဲပြီးသူ့သမီးကိုရိုက်တော့တာ သူသမီးကိုချစ်လိုက်တာမှတုံနေတာပဲဒီစကားတွေပြောတာတော့လက်မခံဘူးမကြိုက်ဘူးဖူးမှုတ်ထားတဲ့သမီးကိုတုတ်ဆွဲပြီးတော့ကိုရိုက်တော့တာအဲ့ဒီခါများမေအေးလေးငဲတံပအောင်အောင်ကိုပြီးအတင်းယုံထွက်ရင်ဟဲ့အေးကြီးမရဲ့ညီမအေးကိုရိုက်ရင်မြေမြိုတော့မှာပေါ့ဟဲ့မောင်ခင်ရေလုပ်ပါအောင်ဟဲ့လို့អော်လဲអော်သူ့ဖေမောင်ခင်ရှိရစီတို့လဲအရောက်ထွက်ပြေးလေတော့သည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြင်းစရာ YouTube channel လေးကိုလဲ like and subscribe လေးလုပ်ပြီးတွားကြပါအောင်ရှင် နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။